ပါခင်ဗျာကျွန်တော်ကတော့ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဆိုက်ခိုင်မြို့ထွန်းဖြစ်ပါတယ်အဲဒီနေ့ကျွန်တော်လူနိုင်ငံရဲ့ပညာရေးအခြေအနေကိုကြံပြင်ပြောပြလို့ပါကျွန်တော်တို့နိုင်ငံမှာတော်လှန်ရေးကြီးဖြစ်ကလေးကပညာသင်ကြားခွင့်တွေကိုเนาะတော်လှန်ရေးအစိုးရကနေပြီးတော့မှစီမံဆောင်ရွက် ခဲ့တာဖြစ်ပါတယ်ចောင်းသားပေါင်းတန့်ချီကပညာရေး တက်ရောက်တင်ကြားနေကြသလိုဆရာဆရာမတော်များစွာလည်းပဲတင်ကြားရေးမှာပါဝင် နေကြပါဒီတင်ကြားနေတဲ့ဆရာဆရာမကျောင်းသူကျောင်းသားရောမိဘတွေရောနော်လုံခြုံတဲ့ဘေးကင်းတဲ့ပညာဒီတင်ကြားမှုဝင်းကျင်တစ်ခုသူတို့လိုအပ်ကြပါတယ်ဆိုတော့အခုချိန်မှာစစ်ကောင်စီဟာနှီးမျိုးစုံနဲ့ဒီလိုတင်ကြားရေးကိုအဲကျောင်းလေးစာသင်ခန်းလေးဖုန်ကြီးကျောင်းလေးစာရှိသဖြင့်ဆေးရုံပါဝင် အဲနော်အကျန်းဖက်မှုတွေလေရင်နဲ့ဖုံးကျဲတာတွေတောက်လျှောက်လုပ်နေကြတဲ့အတွက်ကြောင့်စာပေတင်ကြရေးဒီမှာလဲထိခိုက်စေုံတာအသက်အိုးအိမ်များစွာလဲဆုံးရှုံးခဲ့ပြီးကြတာကိုကျွန်တော်တို့အာလုံးတည်ပြီးသားဖြစ်ပါဒါကြောင့်အကြောင်းသူအကြောင်းသားတွေဆက်ဆံမတွေစရှိတဲ့ဖြင့်နော်ပုံကူပေါင်းများစွာကိုကျွန်တော်ကာကွယ်ပေးနိုင်ဖို့လိုအပ်ပါတယ်ဒါကျွန်တော်တို့နိုင်ငံရဲ့နာကလည်းဖြစ်ပါတယ်ဒီ လိုမျိုးလုပ်တဲ့ချိန်မှာ ပြည်ရဲဝင်ကြီးဌာနကနေပြီးတော့မှမြို့သားညီညီရေးဆိုးရရဲ့ budget တွေနဲ့အစီမံဆောင်ရွက်ခဲ့ရတာရှိတယ်လို့ခုချိန်မှာလည်းပဲကျွန်တော်တို့ပို့ပြီးတော့လိုအပ်ချက်တွေရှိလာပါတယ်ခုနပြောတယ်ကျွန်တော်တို့ចောင်းသူចောင်းသားတွေဆရာဆရာမတွေရဲ့အသက်တွေအိုးအိမ်တွေလုံလုံခြုံခြုံရှိဖို့တဲ့ကျွန်တော်တို့စီမံဖန်တီးဖို့လိုပါတယ်ဆိုတော့ចောင်းနေဟာအခုချိန်မှာပြတ်မှတ်ထားပြီးဘုံကျဲခန့်နေကြရတယ် ဒါကြောင့်ဒီလိုမျိုးရန်တွေကကွယ်နိုင်ဖို့အတွက်ကြိုတင်အတိပေးစနစ်တွေကျွန်တော်တို့တည်ထောင်ဖို့လိုနေတဲ့အရာတွေရှိပါတယ်ဘုံခုချင်းတွေတည်ဆောက်ဖို့လိုပါတယ်ဆိုတော့ဒီလိုနေထားလေးတွေဆောင်ရွက်နိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မိဘပြည်သူများအားလုံးကလည်းဝိုင်းဝန်းပါဝင်ပေးကြဖို့လိုအပ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ကြောင်းသူကြောင်းသားများစွာခုနပြောတယ်เนาะအကြံဖတ်မှုတွေအောက်မှာတင်ကြနေတော့အကြောက်တရားတွေနဲ့စုမှုနေကြတဲ့ နေထားဖြစ်ပါဒီကြောက်တရားတွေကိုဖယ်အအနေနဲ့အများကျွန်တော်တို့ဖယ်ရှားပေးနိုင်ဖို့လို့ကျွန်တော်တို့ចောင်းသူចောင်းသားတွေအနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အနာဂတ်နိုင်ငံကြီးငြိမ်းချမ်းဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရင်းမြစ်ကောင်းနေလဲဖြစ်ပါဒီလိုနေထားဝန်းကျင်မှာကျွန်တော်တို့နိုင်ငံအတွက် ကြိုတင်ပြီးစီမံရင်းနှီးမြှုပ်နှံထားဖို့လိုပါတယ် ဒါကြောင့်ကျွန်တော်တို့ဟာเนาะကျွန်တော်တို့အာနောက်မိပပြည်သူများအနေနဲ့မိမိတို့တတ်နိုင်တဲ့နေရာကနေတတ်နိုင်တဲ့အကူအညီတွေနဲ့ပါဝင်ပြီးတော့မှအာနောက် safe school safe education ဆိုတဲ့ project မှာပါဖို့ကျွန်တော်အာလေးနဲ့တိုက်တွန်းလိုပါတယ်เนาะဆိုတော့တကယ်တမ်းတော့ပညာရေးမှာအာဟိုကြံ့ဖက်မှုတွေကျွလွန်ခံနေရတဲ့ဆရာတနည်းအားဖြင့်လူခွန်ရေးလက်ချိုးဖောက်ခံနေရတဲ့နေရတာပဲဖြစ်ပါတယ်စစ်ကောင်စီကညှိမျိုးစုံနဲ့ အကြံဖတ်မှုတွေဆောင်ရွက်ခဲ့တာအာကျွန်တော်တို့เนาะတော်လန်ရေးစကြရပြီပါကျွန်တော်တို့ထက်ပို့ပြီးတော့မှဟိုရှေးနှစ်ပေါင်း60 90ကျော်ကတိုင်းသားတွေလည်းတီးခဲကြပဲအာအိုးအိမ်ပြစ်ခွာသွားကြတယ်ပညာရေးအခွင့်အလမ်းတွေဆုံးရှုံးခဲ့ရတာတွေလူခွင့်ရေးဆုံးရှုံးခဲ့ရတယ်ဂျုံခဲ့ရတာဒါကြောင့်အဲ့လိုမျိုးသတ်မှတ်ဖြစ်ဖို့အနာကတ်မှာကျွန်တော်တို့အာတော့ဒီပြင်ဆင်ဖို့လိုပါဒီလိုပြင်ဆင်ဖို့ဟာပညာရေးကအရေးကြီးတဲ့ ပိုင်းကဏ္ဍကဏ္ဍပါအလွန်ရေးကြီးတယ်လို့လည်းကျွန်တော်ပြောလို့ပါတယ်เนาะကျွန်တော်ကိုယ်တိုင်ကအเจ้าဆရာတယောက်ဖြစ်ပါတယ်ဒါကြောင့်မိဘ PP သူ့အနေနဲ့လည်းပဲအခုလို Safe School Safe Education Project ကြီးမှာတန်နိုင်တဲ့ဖက်ကပါဝင်ပြီးနိုင်ပြဖို့တိုက်တွန်းပြောဆိုရင်းငုံချုပ်ပါကျေးဇူးတင်ပါ